ဒီနေ့ကျွန်တော်တို့ဆွေးနွေးသွားမယ့်ဆောက်ကတော့ Spencer Johnson ရဲ့ Who Move My Cheese ပဲဖြစ်ပါတယ်။ဒီဆောက်ကအရွယ်ရောက်သူတိုင်းဖတ်တဲ့ဘဝရဲ့ပြောင်းလဲမှု change သဘောတရားကိုရိုးရှင်းပေးမယ်နည်းနည်းစွာဖော်ပြထားတဲ့ဆောက်ပါ။ဒီပုံပြနေမှာလူနှုတ်ဦးဖြစ်တဲ့ Ham နဲ့ Haw ကျွမ်းနကောင်ဖြစ်တဲ့ Sniff နဲ့ Scurry တို့ရဲ့ cheese ဘဝရဲ့အောင်မြင်မှုပန်းတိုင်းပျော်ရွှင်မှုကိုရှာဖွေစားသုံးရင်သူတို့ရဲ့ဘဝကိုဖြတ်သန်းနေကြပါတယ်။ဒါပေမဲ့သူတို့ရဲ့တက်တောင့်တသာနေခဲ့ရတဲ့ cheese နေရာကြီးကတနေ့မှပျောက်ဆုံးသွားတဲ့အခါ တို့လေးဦးရဲ့တုံ့ပြန်ပုံတွေဟာကျွန်တော်ရဲ့နေစဉ်ဘဝနဲ့စိန်ခေါ်မှုတွေကိုဘလို့ရင်ဆိုင်တင်လဲဆိုတဲ့သင်ခန်းစာတွေပေးပါတယ်။ကြောင်းလင်းမှုကိုကြောင်းကျင်ချင်းကနေရှစ်ဆက်တိုးချင်းစီကိုဘလို့ကုပြောင်းရမလဲဆိုတဲ့သင်ခန်းစာတွေကိုမျှဝေပေးတော့မှာဖြစ်ပါတယ်။ဒီပုံမြင်တဲ့ကသင်ဂီတတွေကိုနားလဲခြင်းကဘဝရဲ့ကြောင်းလင်းမှုတွေကိုလက်ခံဖို့ပထမဆုံးအဆင့်ပါပဲ။စာအုပ်တွေကချီဆိုတာကကျွန်တော်တို့တူးချင်းစီအတွက်လိုချင်တဲ့အရာတွေကိုကိုစားပြုပါတယ်။အဲ့ဒါကောင်းမွန်တဲ့အလုပ်ငွေကြေးကျန်းမာရေးဒါမှမဟုတ်ပျော်ရွှင်တဲ့ဆက်ဆံရေးလည်းဖြစ်နိုင်ပါတယ်။ လူတိုင်းမှာကိုယ့်ရဲ့ကိုယ်ပိုင် cheese တွေရှိကြပါတယ်ကျွန်တော်တို့အောင်မြင်မှုကိုအပြည့်အဝခံစားရတဲ့အခါ cheese station စီတက်တောင်းတသားဆုံးမှာခြေချပြီး cheese ကအမြဲတမ်းရှိနေလိမ့်မယ်လို့ထင်မှတ်ကြပါတယ်ဒီလိုတွေးခေါ်မှုကအောင်မြင်မှုအကြီးမားဆုံးရန်သူဖြစ်လာနိုင်ပါတယ် mace wing ဘာဆိုတာကတော့ကျွန်တော်တို့ cheese ကိုရှာဖွေရတဲ့နေရာဖြစ်ပြီးကျွန်တော်တို့နေထိုင်ရတဲ့ပတ်ဝန်းကျင်အလုံးနဲ့စီးပွားရေးလောကကိုကူစားပြုပါတယ်။ mace ကအမြဲတမ်းပြောင်းလဲနေပါတယ်။အောင်မြင်မှုစီကိုရောက်ဖို့နီလန်တွေ ပြိုင်ဘက်တွေနဲ့အခက်အခဲတွေဟာအချိန်မရွေးပြောင်းလဲနိုင်ပါရဲ့ပြောင်းလဲမှုကိုကြိုတင်ခံမှန်းပြီးလိုက်ရောညီတွေနေတိုင်းချင်းကမစ်စတဲမှာအသက်ရှင်ဖို့အရေးကြီးဆုံးပါပဲပုံမြင်တဲ့ကကြွက်ကလေးတွေဖြစ်တဲ့ sniff အနံခံပြီးကြိုတင်တည်သူနဲ့ scary လေးမြန်စွာလှုပ်ဆောင်သူတွေရဲ့တွေးခေါ်ပုံဟာရိုးရှင်းပေမဲ့အလွန်ထိရောက်ပါရဲ့သူတို့ဟာ cheese ဖြောက်သွားတာကိုတွေ့ရတယ်ဘာတွေဖြစ်သွားလဲဆိုပြီးအချိန်ဖြုန်းကြီးတော့မနေပဲ cheese အစ်စ်ကိုဗမာရှာရမလဲဆိုပြီးချက်ချင်းပြစ်ထွက်သွားကြပါရဲ့ သူတို့ရဲ့သင်ခန်းစာကတော့ပြောင်းလဲမှုကိုစောစောစီးစီးတည်ထားပြီးချက်ချင်းတုံ့ပြန်လုပ်ဆောင်နိုင်ခြင်းပါပဲလူသားဇာတ်ကောင်နှစ်ဦးရဲ့တုံ့ပြန်ပုံကပြောင်းလဲမှုကိုလက်မခံလို့တဲ့ကျွန်တော်တို့ရဲ့စိတ်ပိုင်းဆိုင်ရာအတားအဆီးတွေကိုဖော်ပြပါရင်ဟမ်ရဲ့ပုံစံကတော့ပြောင်းလဲမှုကိုလုံးဝညှင်းဆန်ခြင်းဖြစ်ပါတယ်သူဟာ cheese ပြောက်သွားတာကိုလက်မခံပဲဘသူငါ cheese ကိုရွှေ့သွားတာလဲဆိုပြီးဒေါသထွက်နေပြီးအတိတ်ကကောင်းမွန်တဲ့အချိန်တွေကိုပဲပြန်ရောက်ဖို့မျှော်လင့်နေပါတယ်ကြောင်လေးမှုကိုကြောင်ယုံချင်းကသူ့ကို cheese station စီမှာပဲတွေ့ကပ်နေစီပြီ ပိုကောင်းတဲ့အခွင့်အလမ်းတွေကိုလက်လွတ်ဆုံးရှုံးစေပါတယ်။ကျွန်တော်အများစုကလည်းအပြောင်းလဲကိုကြောက်တဲ့အခါဟမ်လိုမျိုးတုံ့ပြန်တက်ကြပါတယ်။ဟောကတော့ပုံမြင်ထဲမှာသင်ငန်းစာအများဆုံးရရှိသွားသူဖြစ်ပါတယ်။သူကအစာပိုင်းမှာဟမ်လိုပဲကြောက်ရွံ့ပြီးညှိတွားနေပေမဲ့ဒီမှာဆက်နေချင်းနေပူဆိုးသွားလိမ့်မယ်ဆိုတာကိုသိလာတဲ့အခါသူ့ရဲ့စိတ်ကိုပြောင်းလဲဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဟောရင်ခီးစဉ်ကပြောင်းလဲခြင်းဆိုတာနာကျင်ပါတယ်ဒါပေမဲ့မလုံမဖြစ်လိုအပ်တယ်ဆိုတာကိုပြသပါတယ်။ ူဟာကြောင်ရွံ့မှုကိုကြော်လာပြီးမေ့စ်ကိုတူတည်းပြောင်းဝင်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဟော့ကမေ့စ်တဲမှာချီစစ်အစ်ကိုရှာပွေရင်းနိုင်ငံပေါ်မှာသူ့ရဲ့တွေးရှိချက်တွေကိုရေးချခဲ့ပါတယ်။ဒီရေးထားတဲ့စာတွေကတော့ကျွန်တော်တို့အတွေ့အခေါ်ကိုပြောင်းလဲပေးနိုင်မဲ့လမ်းညွှန်ချက်များပါပဲ။ကြောင်လဲမှုကိုခံနိုင်ရရှိခြင်းကရှေ့ကိုသွားစေတယ်၊ချီစာအများအားရွှေရှားနေပါတယ်။မပြောက်ဖက်သွားရင်ပိုကောင်းတဲ့ချစ်တွေကိုတွေ့ရလိမ့်မယ်ဆိုရင်လမ်းညွန်ချက်တွေကဟောရဲ့သူ့ရဲ့စိတ်ကိုစိတ်ပန်းဆိုင်ရာအတားအဆီးတွေကိုကြော်လောက်ဖို့ခွန်အားပေးခဲ့ပါတယ်။ ဟောရဲ့ခီးစဉ်ကကျွန်တော်တို့ရဲ့ဘဝကိုအောင်မြင်မှုစီဦးတည်စီမယ်လက်တွေ့ကြတဲ့သင်ကန်းစွာများစွာကိုပေးပါရယ်။ပြောင်းလဲမှုကိုရင်ဆိုင်ဖို့အကောင်းဆုံးနည်းလမ်းကတော့မဖြစ်ခင်ကတည်းကကြိုတင်သိမြင်ခြင်းပါပဲ။ sniff လိုမျိုးကျွန်တော်တို့ရဲ့ပဝင်ခြင်းကို အမြဲတမ်းသတိထားပြီးစောင့်ကြည့်နေရပါမယ်။ကျွန်တော်တို့ရဲ့လက်ရှိချီစာပျက်စီးသွားနိုင်တဲ့ဒါမှမဟုတ်ပိုကောင်းတဲ့ cheese အသစ်တွေပေါ်လာနိုင်တယ်ဆိုတော့ကို အမြဲတမ်းသတိရပါ။ပဝင်ခြင်းအပြောင်းလဲလက္ခဏာတွေကိုအမြဲတမ်းရှာဖွေပါ။ ဟောကမပြောင်းလဲပဲဆက်နေခြင်းကပိုပြီးကြောက်စရာကောင်းတယ်ဆိုတာကိုနားလည်သွားပါတယ်။ကြောက်ရွံ့မှုဆိုတာသိရင်စိတ်ထဲမှာပဲတည်ရှိနေပါတယ်။အစ်စ်တော်လမ်းကြောင်းဒါမှမဟုတ်လှုပ်ဆောင်ချက်တစ်ခုကိုရွေးချယ်ခြင်းကသိရင်ကြောက်ရွံ့မှုကို အနိုင်ယူဖို့အကောင်းဆုံးနည်းလမ်းပါပဲ။မေ့စ်တဲကိုထပ်သားပြီးလမ်းသစ်ကိုစူးစမ်းလိုက်ပါ။ကြောင်းလဲမှုကိုလက်ခံလိုက်တဲ့အခါကျွန်တော်တို့ဟာ cheese အသစ်ကိုရှာဖွေတဲ့လုပ်ငန်းစဉ်ဒါမှမဟုတ်စွန်စားကန်တစ်ခုလိုမျိုးမြင်လာနိုင်ပါတယ်။ ပျော်ရွှင်မှုဟာ Cheese Station စီမံနေုံတသက်မဟုတ်ဘဲ Maze တဲမှာရှာဖွေနေတဲ့လှုပ်ဆောင်ချက်တွေမှာရှိပါတယ်။ဟောက Maze တဲမှာလမ်းလျှောက်ရင်းပျော်ရွှင်မှုနဲ့လွတ်လပ်မှုကိုပြန်လည်ရရှိခဲ့ပါတယ်။တို့တက်လို့စေ growth mindset ကိုပိုင်ဆိုင်ခြင်းဟာရှာဖွေခြင်းလုပ်ငန်းစဉ်ကိုပုံမှုပျော်ရွှင်စေပါတယ်။ Who move my cheese out ကကျွန်တော်တို့ကိုဘဝတွင်ပြောင်းလဲမှုကမလဲမသိဖြစ်ပေါ်နေပြီးပြောင်းလဲမှုကိုတုံ့ပြန်မှုကသာကျွန်တော်တို့အောင်မြင်မှုကိုတတ်မှတ်တယ်ဆိုတဲ့ရိုးရှင်းတဲ့သင်ခန်းစာကိုပေးခဲ့ပါတယ်။ ကျွန်တော်တို့က stiffness carry လိုမျိုးပြောင်းလဲမှုကိုကြိုတင်သိမြင်ပြီးလျင်မြန်စွာတုံ့ပြန်ခြင်းအဖြစ်အခွင့်အလမ်းများကိုလက်လွတ်မခံနိုင်ဘဲရှေ့ဆက်တိုးနေပါတယ်။ဟမ်ကဲ့သို့ညင်ဆန်ခြင်းကိုရှောင်ရှားပြီးဟော့ကဲ့သို့ကြောက်ရွံ့မှုကိုကြော်လာကလမ်းတစ်ကိုရဲရဲဘုံဘုံသူးဆက်ခြင်းကကျွန်တော်တို့အတွက်တိုးတက်လို့စိတ်အတွက်မရှိဖြစ်လို့ပဲပါတယ်။ကျွန်တော်တို့ရဲ့ခြေကအမြဲတမ်းရွှေရှားနေပါတယ်။ ဒါကြောင့်ကျွန်တော်တို့အားလုံးကပြောင်းလဲမှုကိုစိတ်ဝင်စားဖို့စွန့်စားခံတစ်ခုအဖြစ်လက်ခံပြီးနေစဉ်အားထုတ်ကျင့်သုံးခြင်းအဖြစ်ပုံမကောင်းမွန်တဲ့ cheese အသစ်များကိုမလဲမသွေရှာဖွေတွေ့ရှိနိုင်မှာဖြစ်ပါတယ်။အဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။